မင်္ဂလာပါဒီနေ့တော့ကျမတို့တွေတိတ်ကထူးခြားစွမ်းကြဲတဲ့ဤပညာကဘာတွေကိုခရီးထွက်ကြမှာပါခင်မီစမတ်ဖုန်းတွေဒါမှမဟုတ်ဉာဏ်ရည်ထက်မြက်တဲ့ AI လက်ထောက်တွေကိုခဏမေထားလိုက်ပါကျမတို့အခုပြောမှာကနှစ်ထောင်ပေါင်းများစွာကဖန်တီးခဲ့တဲ့စက်ပစ္စည်းတွေအကြောင်းပါနာရီဟာကျမတို့ရဲ့လူသားဘိုးဘေးတွေကဉာဏ်ပညာနဲ့ပြည့်တနာဖြည့်ရှင်းနိုင်စွမ်းမှာ ထူးချွန်ကြသူတွေဖြစ်ကြောင်းသက်သေပြတဲ့လက်ရများပဲဖြစ်ပါတယ်။ဒီခရီးမှာအံ့ဩပွေဖန်တီးမှုတွေကိုအတူတူစူးစမ်းလေ့လာကြည့်ကြရအောင်။နံပါတ်1အန်တီဂီတာယာဆက်ရန်တရားပထမဆုံးမက်ဆိုဘိုတေးမီးယားဒေတာကနေစလိုက်ပါမယ်။ဒီနေရာကိုလူသားယဉ်ကျေးမှုရဲ့အမြင့်တရားလို့သမုတ်ကြပါတယ်။ဒီနေရာမှာကျမတို့စတင်ပြောပြမှာကအန်တီဂီတာယာဆက်ရန်ဒရာအကြောင်းပါ။ ဒီဆက်ကို1900ခုနှစ်မှာဂရိနိုင်ငံအန်တီဂီတာရာကျွန်းအနီးကတင်မောပြက်ထဲကနေရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး BC 100မှ150ကြာကာလလောက်ကဖန်တီးခဲ့တာပါဒါကိုကမ္ဘာပထမဆုံးအနာလော့ကွန်ပျူတာလို့လည်းခေါ်ကြပါတယ်ဖနပ်ဘူးအရွယ်လောက်ပဲရှိတဲ့တစ်တာထဲမှာဂျေးဝါဂီယာ30ကျော်ကိုစစ်ဆက်တီချာစွာလက်နဲ့ဖန်တီးထည့်ထားတာပါဒီစက္ကရိယာကနီလာဂျူရီရဲ့လှုပ်ရှားမှုကိုတိကျစွာခြေရာခံနိုင်ခဲ့တယ်လို့ လာချက်ချင်းတွေကိုလည်းခံမှန်းနိုင်ပြီးရက်ကြိမ်တွေကိုပါညှိပေးနိုင်ခဲ့ပါတယ်။ဂရိနတ်ခတ်တဗေဒပညာရှင်တွေဒါမှမဟုတ်တင်မောသားတွေကပင်လယ်အတွင်းလမ်းကြောင်းရှာခြင်းနဲ့ဂျိုတွေကိုကြည့်တဲ့အခါဒါကိုဂျယ်ရီရဲ့ဒီနေရာနဲ့ပေါင်းဆက်အသုံးပြုခဲ့တယ်လို့ယုံကြည်ကြပါတယ်။ခင်မီစက်ပစ္စည်းတွေမရှိတဲ့အချိန်မှာဒီလောက်တိကျတဲ့လက်ရာကိုဖန်တီးနိုင်ခဲ့တာဟာအံ့ဩစရာပါပဲ။ဒီဆက်ကိုတမန်ရိုက်ကြည့်တဲ့အခါစာသားတွေပါတာကိုတွေ့ခဲ့ရပြီးအင်ဂျင်နီယာနဲ့ င်ချပညာရဲ့ပြီးပြည့်စုံတဲ့ပေါင်းစပ်မှုတစ်ခုဖြစ်ကြောင်းသိတာခဲ့ပါတယ်။ဒီလိုဉာဏ်ရည်ထက်မြတ်မှုနဲ့တီထွင်နိုင်မှုဟာရှေးခေတ်လူသားတွေရဲ့စွမ်းရည်ကိုအထင်ကြီးစေရာတတ်သိတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။နံပါတ်1ဘက်ကတက်ဘက်တရီအခုတော့ရှေးခေတ်ပါတီးယားအခုဆိုရင်အီရန်နိုင်ငံကိုဆက်သွားကြရအောင်။ဒီနေရာမှာဘက်ကတက်ဘက်တရီဆိုတဲ့လျှို့ဝှက်စမ်းကြတဲ့အရာတစ်ခုရှိပါတယ်။ 1930ခုနှစ်တွေမှာတွေ့ရှိခဲ့တဲ့ဒီအရာဟာရွှွန်အိုးကျင်းနီဆလင်နာတန်တုပ်ဆိုတဲ့အရာသုံးမျိုးပေါင်းစပ်ထားတာဖြစ်ပြီး BC 150မှ AD 225အတွင်းကဖန်တီးခဲ့တာပါဒါဟာဘာအတွက်လဲဆိုတာရှီဟောင်းတုတေတီတွေအခုထိအတိအကျမသိကြသေးပါဘူးအချို့ကဒါဟာဘက်ထရီတစ်ခုဖြစ်တယ်လို့ယူဆကြပါတယ်ရှာလကာရေဒါမှမဟုတ်တံမြိုရေလိုအဆစ်တက်ရှိတဲ့အရေးထည့်ရင်ပိုအနေငယ်ထုတ်လုပ်နိုင်ပြီး တတုတွေကိုလျှက်စစ်နဲ့ဖုံးအုပ်ဖို့ဒါမှမဟုတ်စေဝါကုသရေးအတွက်သုံးခဲ့တာဖြစ်နိုင်တယ်လို့ဆိုကြပါဗျ။အချို့ကတော့ဒါကတာမန်တူလောင်အိုးတလုံးပဲလို့ညင်းကြပေမဲ့စမ်းသပ်မှုတွေမှာလျှက်စစ်ထုတ်လို့ရတယ်ဆိုတာသက်သေပြခဲ့ပါဗျ။ဒါဟာရှေးခေတ်မှာလျှက်စစ်ဓာတ်ရုပ်ဗေဒကိုသိရှိခဲ့ရတဲ့ဆိုတဲ့အထောက်အထားဖြစ်နိုင်ပါဗျ။အဖြေကမတေချာသေးပေမဲ့ဒီလိုဖြစ်နိုင်ခြေတစ်ခုကပဲကျမတို့ကိုအတိတ်ကဉာဏ်ပညာရဲ့နှဆိုင်မှုကိုပြန်လည်စဉ်းစားစေပါဗျ။ ဒီလိုမရေရာတဲ့ဖန်တီးမှုဟာရှေးလူသားတွေရဲ့စူးစမ်းလိုစိတ်နဲ့တီထွင်နိုင်စွမ်းကိုထင်ဟပ်ပြသနေပါတယ်။နံပါတ်3ရောမရေတူးမြောင်းများအခုတော့ရောမအင်ပါယာကိုခြိတက်ကြရအောင်နော်။ဒီနေရာမှာအင်ဂျင်နီယာပညာဟာထိုခေတ်ကာလကအထွတ်ထိပ်ရောက်ခဲ့ပါတယ်။ပထမဆုံးရေတူးမြောင်းတွေအကြောင်းပြောပါမယ်။ BC 312လောက်ကစတင်တိဆောက်ခဲ့တဲ့ဒီရီတူးမြောင်းတွေဟာဆွဲငင်အားနဲ့အလွန်တိကျတဲ့စောင်းနှန်းတွေကိုအသုံးပြုပြီးရေကာလန်တန်းပေါင်းများစွာကိုမြို့တွေစီတည်ဆောင်ပေးခဲ့ပါတယ်။အချို့နေရာမှာစောင်းနှန်းတွေကိုအလွန်တိကျတဲ့အချို့နဲ့ဖန်တီးထားတာဖြစ်ပြီးတောက်ရီရေချိုးကန်းတွေရေပန်းတွေအတွက်အသုံးပြုခဲ့ပါတယ်။ကြောက်တုံးတွေကိုအသုံးပြုပြီးကွန်ကရစ်နဲ့တိဆောက်ထားတဲ့ဒီအဆောက်အုံတွေဟာနှစ်နှစ်ထောင်ကျော်ကနေဒီနေ့ထိတည်ရှိနေတော့မှာ။ ဒါဟာယောမလူမျိုးတွေအင်ဂျင်နီယာစွမ်းရည်ထက်မြက်မှုရဲ့တာရကတစ်ခုပါအမှတ်၄ယောမဒိုဒီကာဟီဒရွန်နောက်တစ်ခုကတော့ယောမဒိုဒီကာဟီဒရွန်ပါဒါဟာအေဒီနှစ်ရာစုမှ၄ရာစုအတွင်းဖန်တီးခဲ့တာဖြစ်ပြီးယောမတစ်ခွင်မှာတရားကျော်တွေ့ရှိထားခဲ့ပါတယ်ဒါဟာဂျေးဝါနဲ့လှုပ်ထားတဲ့ဆက်နှစ်ဖက်ပင်တကွန်ပုံစံအရာတစ်ခုဖြစ်ပြီးတစ်ခုစီမှာအပေါက်တွေနဲ့အဖုတွေပါဝင်ပါတယ် ဒါကဘာအတွက်လဲဆိုတာဘယ်သူမှအတိအကျမသိပါဘူး။တချို့ကခြီထိုးကရိယာ၊နက်ခတ်တပေရာပစ္စည်းဒါမှမဟုတ်လှိုးဝဲစစ်ပတ်ကုတ်တွေအတွက်လို့ယူဆကြပေမဲ့ရှေးစာရန်တွေမှာဖော်ပြချက်မရှိပါဘူး။တစ်ခုနဲ့တစ်ခုအတိအကျမတူတဲ့ဒီအရာတွေဟာသမိုင်းပညာရှင်တွေအတွက်ဖြေရှင်းမရတဲ့ပ හෙ ရီတစ်ခုဖြစ်နေသေးပါ။ဒီလိုထူးဆန်းတဲ့ဖန်တီးမှုကယောမလူမျိုးတွေရဲ့စိတ်ကူးဉဏ်နဲ့ဤပညာစွမ်းရည်ကိုပြသနေပါတယ်။နံပါတ်5 တရုတ်မြင်းကလင်းတိုင်းကရိယာနောက်ဆုံးအနေနဲ့ရှေးခေတ်တရုတ်ကိုသွားကြည့်ကြရအောင်ဒီနေရာဟာတီထွင်ဖန်တီးမှုတွေရဲ့ငွေရည်တစ်ခုပါဒီမှာမြင်းကလင်းတိုင်းကရိယာအကြောင်းပြောပြပါမယ်ဒါကိုအေဒီ132မှာကျန်းဟန်ဆိုတဲ့ပညာရှင်ကဖန်တီးခဲ့တာဖြစ်ပြီးမြင်းကလင်းကိုရှာဖွေတဲ့ကရိယာတစ်ခုပါဒါဟာဂျေးဝါအိုးပုံစံတစ်ခုဖြစ်ပြီးအတွင်းမှာချိန်ခွင်ရှာတစ်ခုပါဝင်ပါတယ် ညီငလင်းလှုပ်တဲ့အခါဒီချိန်ခွင်ရှာကလှုပ်ရှားမှုကိုခံစားမိပြီးခြေဝါဘောလုံးတစ်လုံးကိုဖပတ်ဆက်ထဲချပေးကငလင်းရဲ့ဥတီယာကိုညွှန်ပြပေးပါတယ်ဒီကရိယာဟာမန်ယာချီဝေးတဲ့ငလင်းတွေကိုတခါတလေလူတွေမခံစားမိခင်အောင်တတိပေးနိုင်ခဲ့ပါတယ်တခါကမြို့တော်ကနေမိုင်၄၀၀กว่าကငလင်းကိုတိကျစွာရှာဖွေပြခဲ့တဲ့မှတ်တမ်းလေးရှိပါတယ်ဒါဟာအသက်ငယ်နိုင်တဲ့ဤပညာတစ်ခုဖြစ်ခဲ့ပြီး ရှေးခေတ်တရုတ်လူမျိုးတွေရဲ့ဉာဏ်ရည်ထက်မြက်မှုကိုပြသနေပါတယ်။အန်တီဂီတာယာဆယန်ဒရာရဲ့ကောင်းကင်ဆိုင်ရာတွက်ချက်မှုကနေညီငလင်တိုင်းကရိယာရဲ့အသက်ကယ်နိုင်စွမ်းအထိဒီဆက်ပစ္စည်းတွေဟာကျမတို့ရဲ့ဘိုးဘေးတွေကစမ်းသစ်တီထွင်သူတွေဖြစ်ကြောင်းပြသခဲ့ပါတယ်။သူတို့ဟာရှိသမျှအရင်းမြစ်တွေနဲ့ကြီးမားတဲ့ပြဿနာတွေကိုဖြေရှင်းခဲ့ပြီးဟန်တင်းမှုနဲ့ခံနိုင်ရရှိမှုရဲ့အမွေကိုကြံရစ်စေခဲ့ပါတယ်။ ဒီလိုဉာဏ်ပညာနဲ့ဖန်တီးမှုတွေဟာဒီနေ့ထိကျမတို့ကိုလှုံ့ဆော်ပေးနေသေးပါဒီဆက်ပစ္စည်းတွေတဲကဘယ်ဟာကတင့်ကိုအထင်ကြီးစေခဲ့လဲဆိုတာမှတ်ချက်မှာရေးခဲ့ပါအောင်နော်ဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်ကျမတို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ကျေးဇူးတင်ပါတယ်ရှင်